ချို့လူတွေက mortgage payment ပေးတယ်အိမ်ဝင်အကျွေးနဲ့ဝယ်တယ်ဆိုတာကိုယ့်အတွက်ရေရှည်မှာ window ဝင်ဖို့ဖြစ်စေတယ်လို့ထင်ကြတယ်အိမ်ငှားနေတာပို့ပြီးတော့ရှင်းတယ်ကုန်ကြမ်းစည်းတတ်တာတယ်လို့လည်းထင်ကြတယ်တကယ်တော့ mortgage payment ပေးတယ်ဆိုတာက ကို့အတွက်လစီမဖြစ်မနေငွေစုအောင်လို့တွန်းအားပေးနေတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်ကျမတို့လာစီပေးတဲ့ mortgage payment နဲ့မှာ principal လို့ခေါ်တဲ့အရင်းအတွက်ကိုကျမတို့ထည့်တဲ့ငွေလည်းရှိတယ်။ဒီစုငွေအားဆိုရင်ကိုယ့်အတွက်လာစီ saving account ထဲမှာပတ်စံစုရာနဲ့အတူတူပဲအချိန်လေးကြာလာတာနဲ့အမျှ ကိုယ့်ရဲ့အင်တန်ဘိုးတွေမြ мян တက်လာတဲ့အခါမှာကို့အတွက်ဒီအင်ရဲ့ equity ထဲမှာစုမိနေတဲ့ငွေကပို့ပို့ပြီးတော့များလာတယ်။အဲ့တော့အချိန်တစ်ခုရှိသွားလို့ကိုက retirement ယူတဲ့အခါမှာဒီအင်ကိုရောင်းလိုက်လို့ရှိရင်ဒီအင်မှာအကျိုးအမြတ်တွေအများကြီးရနိုင်တယ်။ဥမာပေးရမယ်ဆိုလို့ရှိရင်လွန်ခဲ့တဲ့10နှစ်ကျော်ကဒေါ်လာ2သိန်းနဲ့ဝယ်ထားတဲ့အင်တစ်လုံးကအခုဒီနေ့14နှစ်လောက်ကြာတဲ့အခါမှာအင်တန်ဘိုးက8သိန်းဖြစ်နေတယ်ဆိုလို့ရှိရင်ဈားထဲမှာရရှိတဲ့အကျိုးအမြတ်6သိန်းကကို့အတွက်စုငွေပဲဖြစ်တယ်။ အဲ့ဒီအပြင်ကိုကလစဉ်ပေးသွားတဲ့ equity ကနေမှလည်းနောက်ထပ်ကိုရဲ့အကျိုးအမြတ်ကိုပို့ပြီးတော့ရရှိနိုင်တယ်။အဲ့တော့အကြောင်းမလို့အင်းငားနေတယ်ဆိုတာလစဉ်ပေးလိုက်ပြီဆိုတာနဲ့ဒီပတ်စံကိုကဘယ်တော့မှထပ်ပြီးတော့မမြင်ရတော့ဘူး။ဒါပေမဲ့ကိုအိမ်အတွက် mortgage payment ကတော့ကိုအတွက်အမှန်တကယ်ကိုအကျိုးရှိတဲ့ saving account တစ်ခုဖြစ်တယ်ဆိုရင်လည်းမမှားပါဘူး။